ဒါကောင်းရဲ့အကြေချင်းလင်းရဲ့အလံကို NLD နဲ့ပြည့်နှက်နေရာကြောင်းငါပေါ်ဆနေလို့မရဘူးအမြဲတမ်းသတိရှိနေရမယ် ဝင်လင်းကအတော့ဖြစ်ဖြစ်ရှူတင်လိုက်ပါတယ်သူရဲ့ဝိညာဉ်အိုင်ကိုမဖြတ်ချက်ပဲသူရဲ့ခန္ဓာကိုယ်ကပလဲ့ကိုလှည့်ပတ်နေပါတယ်သူကဖြစ်ဖြစ်ချင်းရှေ့ကိုရှောက်သွားပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်သူရဲ့စိတ်ထဲခိုင်မာမှုကြောင့်မိကုန်းကအငွေတွေပေါ်လာနိုင်တဲ့အခွင့်အရေးအရှိပေမဲ့အများအားဖြင့်သူရဲ့ဝိညာဉ်အိုင်ကိုကြောင့်ဖြစ်တဲ့ဆိုတာသဘောပေါက်လာပါတယ်အစာပိုင်းမှာမိကုန်းကအငွေတွေရဲ့အစွမ်းအပြင်းထန်ပေမဲ့သူကခံနိုင်ရှိပါတယ်သူကတဲ့သူရဲ့ဝိညာဉ်အိုင်ကိုထပ်ပြီးတော့ဖြန့်ကျက်ရင်မိကုန်းကအငွေမဟုတ်ပဲအခြားအရာတစ်ခုကပေါ်လာမယ်ဆိုတာမေးမြခံစားရပါတယ်ထိုခံစားချက်ကအရင်ကမှထူ ံပြီးနှစ်ပေါင်းထောင်ကျော်ကောင်းကင်ကိုနားလေသဘောပေါက်လာတဲ့ဝင်လင်းစီကလာတာပါ ခဏတစဉ်းစားပြီးရင်တော့ဝလင်းရဲ့မျက်လုံးတွေကလင်းလက်သွားပြီးတူလောင်အေးကိုပို့လိုက်ပါတယ်ဝင်းရဲ့လံသူ့ရဲ့လက်ထဲမှာပေါ်လာပြီးတုံခါလိုက်တာနဲ့ပွန့်ထွက်လာပါတယ်ဝလင်းရဲ့ဘယ်လက်ကအထဲကိုဝင်ရောက်ပြီးဝင်းရဲ့အပိုင်းစားတစ်ခုယူလိုက်ပါတယ်ထိုဝင်းရဲ့အပိုင်းစားမှာပြင်းထန်တဲ့ဇေယျကရှိပေမဲ့ဝင်းရဲ့လံထဲမှာတန်းစင်ပြီးရင်တော့သူ့ရဲ့ပုံစံတွေကပျောက်ဆုံးသွားပြီးဝလင်းရဲ့ရှေ့မှာယူသေးစွာနဲ့ပြန်ဝင်နေပါတယ်ဝလင်းကဝင်းရဲ့လံကိုတိမ့်လိုက်ပြီးဝင်းရဲ့အပိုင်းစားရဲ့မြခုံးတစ်ခုချောင်းကိုလင်ယူနဲ့ထိုးလိုက်ပါတယ်သူ့ရဲ့ဝင်းရဲ့ရောအနေငယ်ကိုအထဲမှာထားရှိခဲ့ပါတယ်ထိုရောက်လုပ်ပြီးရင်တော့သူကရှေ့ကိုတဟုန်တိုးချီတက်သွားပါတယ်15မိနစ်အကြာမှာဝ ဉာဉ်အပိုင်းစားနဲ့အတော်လေးကိုဝေးသွားပါတယ်အတော့ကိုပြင်းပြင်းရှူလိုက်ပြီးမယ်သူကဝိညာဉ်အာယုံကိုမှဖျက်ချက်ပဲတရင်စကားတစ်ခုသာပို့လိုက်ပါတယ်ဝိညာဉ်အပိုင်းစားပုံမှာကျင်ကလေးဝိညာဉ်အာယုံကဖျက်ချက်သွားပါတယ်သူကရင်ထိုးချိန်မှာပဲမယုံနိုင်စရာအန္တရာယ်တစ်ခုကဝင်လင်းရဲ့စိတ်ထဲမှာပေါ်လာပါတယ်တွန်းဆုတ်ခြင်းမရှိပဲဝိညာဉ်အာယုံနဲ့ဆက်သွယ်မှုကိုဝင်လင်းကဖျက်တော့လိုက်ပါတယ်ဝိညာဉ်အာယုံကိုဖျက်တော့လိုက်တဲ့အချိန်မှာဝိညာဉ်အပိုင်းစားပုံကကောင်းကင်ကလှုပ်ရှားသွားတော့ဝင်လင်းကမှုန်သွားစွာမြင်လိုက်ရပါတယ် မိကောအလင်းတစ်ခုကကောင်းရည်ကနေကြာဆင်းလာပြီးဝင်းရဲ့အပိုင်းစားပေါ်ကြောက်ကလုံးဝဖြစ်စီပြလိုက်ပါတယ်ဝင်းလင်းရဲ့နှစ်ဖူးကနေချွေးစေးများလည်းကြာလာပါတယ် ကံကောင်းထုံးမစွာနဲ့သူကပြင်ဆင်ထားပြီးသားဖြစ်ပြီးသူ့ရဲ့ဝိညာဉ်အာရုံကိုအမြဲတမ်းဖျက်တောက်လိုက်တာကြောင့်သူရှိနေတဲ့နေရာမှာဘာတုတ်ပြန်မှုမှဖြစ်စေခဲ့ပါဘူး။အဝေးကနေကောင်းကင်ကိုစိုက်ကြည့်ပြီးသူကအုံနောက်ခြောက်လာပါတယ်။မိကုံးကလင်းတန်းကချက်ချင်းပဲပြောက်ွက်သွားပြီးမယ်ဝလင်းခန်းစားရတဲ့ခန်းစားချက်ကလေးစိမ်းနှမောင်းဓာစင်ပေါင်းများစွာပေါက်ဆက်ထားတာထက်ပိုပြီးတော့ကြောက်စရာကောင်းပါတယ်။တော်ကြာစဉ်းစားပြီးရင်တော့ဝလင်းကအနေရောတဲကနာကိုဖျက်တမ်းသွားပါတယ်။နေမရှိညမရှိတဲမုန်တိုင်းတစ်ခုကပိတ်ဆို့ထားသလိုကောင်းကင်ကအမြဲတမ်းမှုန်မိုင်းနေပါတယ်။ဝလင်းကတလအတွင်းအတော်လေးဝေးကိုရှောက်သွားပါတယ်။ထိုတလအတွင်းမှာလူတယောက်မှ မတွေ့ရပါဘူးအသက်ရှိနေတဲ့အရာတခုမှမတွေ့ရပါဘူးထိုနေရာမှာဘာအပင်မှလည်းမရှိပါဘူးသူ့အပင်အခြားတစ်ခုလည်းတော့အရာကြောက်တုံးနေတဲ့အနေအောင်တဲတွေပါထိုရောက်အကြိုက်ကြည့်နေစိတ်ကနောင်မှိုင်မင်းလာပါတယ်ဝလင်းရဲ့မျက်နှာပုံမှန်ထက်ပိုပြီးတော့မှိုင်မင်းနေပါတယ်ထိုနေရာကတားမြစ်ထားတဲ့နေမျိုးလိုပဲအသက်ရှင်ခြင်းပေါ်စိတ်ပြအငငယ်မှုတွေကိုပေါ်လာစေမဲ့အချင်းထောင်တစ်ခုလိုပါပဲ ချင်းချင်းသူတွေကိုတမန်လူတွေနဲ့မနှိုင်းရှင်းနိုင်ပေမဲ့ထိုနေရာမှာအကြာကြီးနေမယ်ဆိုရင်တော့ထိုဖိနေမှုကိုခံစားရပါလိမ့်မယ်။မူလဝိညာဉ်ကပြောင်းလဲသွားအောင်တာမကဇေယျလက္ခဏာကလည်းပိုပြီးတော့ရန်လိုလာပြီးနဆိုးတစ်ခေါက်လိုဖြစ်လာပါလိမ့်မယ်။နဆိုးချင်းချင်းသူတယောက်ကထိုနေရာမှာရှိနေရင်ထိုနေရာကသူ့အတွက်မြင့်မြတ်နေပြီလို့ဖြစ်ပြီးသူ့ရဲ့ချင်းချင်းမှုအစင်ဟာထိုးတက်လာပါလိမ့်မယ်။ဒါဝါရင်နောက်ဆုံးမှာသူ့ရဲ့မူလဝိညာဉ်ကနဆိုးဝိညာဉ်အဖြစ်လုံးဝပြောင်းလဲသွားပြီးအသီးစိမ့်မဲ့တဲ့နဆိုးလူသားဖြစ်လာပါလိမ့်မယ်။လမ်းတစ်လျှောက်မှာဝလင်ကတဲတဆိုင်နဲ့စဉ်းစားရင်ဖြစ်ဖြစ်ချင်းရှေ့ကိုရှောက်သွားပါရင်ထိုတလားအတွင်းထူးဆန်းတဲ့မိကုံးအငွေကိုသူက ထပ်ပြီးတော့မတွေ့ရတော့ပါဘူး။သူကရင်အနေရခန်းစားချက်ကမပြောက်သွားပဲသူကရှေ့ဆက်သွားလေပို့ပြီးတော့ပြင်းထန်လေပါ။ထိုကာလအတွင်းမှာဝလင်းကနူးညံ့တဲ့လေပြင်းလို့ဖြစ်တန်းသွားတဲ့ဝိညာဉ်အာယုံကိုအချိန်ပေါင်းများစွာရှင်းရှင်းလင်းလင်းခန်းစားရပါတယ်။သူကရင်ဝလင်းကဘလောက်ပဲရှောက်ပြီးပါစေထိုဝိညာဉ်အာယုံရဲ့အရင်းမြစ်ကိုတော့မတွေ့နိုင်ပါဘူး။ သူကပြန်တန်းလို့မရပါဘူးထိုတလအတွင်းမှာဝိညာဉ်အပိုင်းစားတို့ခုကိုထုတ်ယူပြီးကောင်းကင်ထဲကိုပြန်တက်စီခဲ့ပါတယ်ကောင်းကင်ထဲပင်ရလာကိုပြန်တက်ပြီးရနောက်ဝိညာဉ်အပိုင်းစားပြုတ်ခွဲသွားပါတယ်မြေပြင်ပေါ်ကတဲဘုံမှာရင့်နေတဲ့ဝင်လင်းရဲ့မျက်နှာပို့ပြီးတော့မှိုင်မဲလာပါတယ်သူ့ရဲ့မျက်နှာပေါ်မှာအနေရောအငွေတွေကယူလီယာနေပြီမဲ့သူ့ရဲ့မျက်လုံးတွေကရှင်းလင်းနေပါတယ်စစ်ထူဝါကိုဘယ်လိုနေမလဲမသိဘူး စစ်ထူကနဆိုးလန်းချောင်းကိုရှောက်လန်းနေရဆိုတော့ဒီနေရာမှာသာရှိနေမှဆိုရင်အကျိုးကျေးဇူးတွေအများကြီးကိုရှားလိုက်မယ်ဝလင်ကစဉ်းစားရင်လက်ကိုမြောက်ပြီးမျက်နှာကိုဆုပ်လိုက်ပါတယ်အနေရောအမြင်နေရသူ့ရဲ့မျက်နှာကနေထွက်လာပြီးသူ့ရဲ့လက်ထဲကိုဝင်ရောက်လာပါတယ်သူ့ရဲ့လက်ထဲကနဆိုးအမွှေးကိုကြည့်ပြီးဝလင်ကပြန်ကျင်းနဆိုးရဲ့အရှိန်အဟောင်ကိုခန်းစားမိပါတယ်နဆိုးစွန့်ရင် ဝင်လင်းရဲ့မျက်လုံးတွေကလင်းလက်သွားပြီးရစစွာနဲ့ညှစ်လိုက်ပါတယ်ချက်ချင်းပဲအနေရောက်အမွှေးတွေကပြိုကွဲပြီးပြန်ကျဲသွားပါတယ်ပီတောင်လောကိုချက်ချင်းပဲဖုံးလန်းပြီးဖြည်းဖြည်းချင်းပြက်ကွက်သွားပါတယ်ဝင်လင်းကရစ်တန့်လိုက်ပြီးပြက်ကွက်သွားတဲ့နဆူးဆွမ်းကြီးကိုစိုက်ချင်ရင်အတွေ့တစ်ခုကပေါ်လာပါတယ် ငါလည်းဒီလိုလုံနိုင်ရမယ်ဝလင်ကနေငယ်စဉ်းစားပြီးရဲ့နောက်86သွားပါတယ်သူကဘယ်ကိုသွားမလဲဆိုတော့မသိပါဘူးနေနမိတ်မဲ့အနေအောင်တဲကန်တာကဘယ်လန်ဘယ်လန်ဆိုတာပြောပြစရာအရာမရှိပါဘူးခပောက်ရှာဖို့ရှေ့ဦးပဲ16ရပါမယ်အချိန်နီးရထက်ပြီးတော့ကဆုံးသွားပါတယ်မျက်စိတမဲ့အတွင်းမှာနောက်ထပ်တလားတာကဆုံးသွားပါတယ်ထိုနေရာမှာနှစ်လားကြာပြိမိပြီးရဲ့နောက်ဝလင်ကိုအနေအောင်အမွှေးတွေကဝင်းရနေပါတယ်အဝေးကနေကြည့်မှဆိုရင်ဝလင်ကပိန်ပါတဲ့နဆိုးနဲ့ဖျားလို့ပါပဲသူကဖြည်းဖြည်းချင်းရှေ့ဦးတိုးသွားပါတယ်ထိုနေ့မှာဝလင်ကမျိုးလုံးကိုမှိတ်ပြီးသူ့ရဲ့မျက်နှာကမှိတ်မဲမဲနဲ့86 လျှောက်သွားနေပါလိမ့်။ထို့အချိန်မှာပဲနှိမ်ဖြောတဲ့နဖျားစိတ်ဝိညာဉ်တစ်ခုဟာမြန်ဆန်တဲ့အချိန်နဲ့ဝလင်းကိုဖြစ်တန်းသွားပါလိမ့်။ဝလင်းကမရက်ပဲဆက်လျှောက်ရင် 6ခါမြောက်ပဲသူကရေဦးလိုက်ပါတယ်ထိုနလားအတွင်းမှာနဖျားစိတ်ဝိညာဉ်တစ်ခုပါသူ့ကိုဖျက်ဆီးသွားတာ6ခါရှိပါပြီပို့ပြီးတော့ဖျားဖြစ်စေတာနဖျားစိတ်ဝိညာဉ်ဟာတစ်ခါနဲ့တစ်ခါမတူညီပါဘူးလူ6ယောက်စလုံးကမတူညီတဲ့သူတွေပဲဆိုတာထင်ရှားပါတယ်အသက်3ကြိမ်ရှူသွင်းပြီးရန်နောက်နဖျားစိတ်ဝိညာဉ်ဟာပြတ်ဆုတ်သွားပြီးထပ်ပြီးတော့ဝင်လင်းကိုဖျက်ဆီးသွားပါတယ်ဝင်လင်းကထင်းကျင်နေပြီးရှစ်ဆက်လျှောက်သွားပါတယ်နဖျားစိတ်ဝိညာဉ်ဟာပြတ်ဆုတ်သွားတဲ့အခါဝင်လင်းကခေါင်းမော့ပြီးဝေးကိုကြည့်လိုက်ပါတယ်သူ့ရဲ့မျက်လုံးလေးကဝင်လက်သွားပြီး လုံလောက်သေးဘူးသူကရေဝလိုက်ပါတယ်ထိုတဲကန္နာအထဲမှာလမ်းလျှောက်နေတဲ့အခါအထူးသဖြင့်နေနေလားမရှိတဲ့အခါမှာအချိန်ဝင်မေ့လွယ်ပါတယ်ဝလင်းကတယောက်တည်းနေရတာအတော်ကြာစဉ်းစားရတာလို့တောင်မဟုတ်ဘူးဆိုရင်ထိုနေရာမှာယူသွားမှာပါထိုနေရာကအထူးကြံမှုနဲ့နှိုင်းရှင်ရင်သူကြီးညက်ခဲတဲ့ဆယ်စုနှစ်တွေရှီအောင်နှစ်ဖျားပြီမှာနှစ်ပေါင်းရာနဲ့ချီကော်ဆုံခဲ့တဲ့အချိန်တွေကအများကြီးပိုပြီးတော့ပြင်းထန်ပါတယ်ထိုနေရာကအထူးကြံမှုဆိုတာသူ့အတွက်တော့ဘာမှမဟုတ်ပါဘူးသူကလမ်းလျှောက်နေတုန်းသူ့ရဲ့ရုပ်သွင်ရာတဖြည်းဖြည်းနဲ့ဝေးကွာသွားပါတယ်သူ့ရဲ့ရုပ်သွင်ရာသူ့ရဲ့နှလုံးသားတွေကအထူးကြံမှုကိုဖော်ပြနေတယ်လို့ပါပဲလူ တယောက်ကတိတ်ဆိတ်တဲ့ကဘာတစ်ခုမှာတိတ်ဆိတ်ညင်သက်စွာနဲ့ရှိနေပြီးအဆုံးမရှိရှောင်းလန်းနေပါတယ်တလတလတလဝလင်းကလည်းရောင်းတဲကနာကို6လကြာဖြစ်တန်းခဲ့ပါတယ်တမန်ကြီးညံ့သူဆိုရင်တော့ယူသွားမှာပါ ထိုအရာကျဉ်းကျဉ်းတာမဟုတ်ပါဘူးလူသူကင်းမဲ့တဲ့ကဘာမှာအစမပြတ်ရှေ့ဆက်ရှောင်းလန်းနေကဘာပေါ်ကတခုတည်းတော့ကျန်နေဖီအာကိုခန်းစားနေရပါအနေအောင်တဲကနာရကအဆုံးမရှိကျေပန်းနေပါတယ်။နဖျားစိတ်ဝိညာဉ်တစ်ခုကဝလင်းကိုဖျက်တမ်းသွားပါတယ်။ထိုချိန်မှာပဲဝလင်းကယုတ်တရက်ခေါမုတ်လိုက်ပြီးမျက်လုံးလေးမှာအစ်ဆက်မှုတွေအားပြင်းထန်သွားပါတယ်။32ခါမြောက်နဖျားစိတ်ဝိညာဉ်ငါမှနဆိုးဆွမ်းရင်ကလုံလောက်ပြီ။ ဝလင်ကအခုမြူတွေနဲ့ဖုံးလွှမ်းနေပါတယ်။တဲကန္နာအထက်ကမီးလို့လောင်နေတဲ့မီးရံလိုနဆိုးဆွမ်းအင်တွေနဲ့ဖုံးလွှမ်းနေပါတယ်။နဖျားစိတ်ဝဉ္ဉေဟာသူ့ကိုဖျက်တမ်းပြီးဝလင်ရဲ့အဝေးမှာပျောက်ကွယ်သွားပါတယ်။အသက်ရှူထိန်အနေငယ်အကြာမှာ32ခါမြောက်နဖျားစိတ်ဝဉ္ဉေဟာအမြန်ဆန်နဲ့ပြန်ဆုတ်သွားပါတယ်။ဒူဝရင်ဝလင်ကိုဖျက်တမ်းသွားတဲ့အချိန်မှာဝလင်စီဟာနဆိုးဆွမ်းအင်တွေဟာပေါက်ကွက်ထလာပါတယ်။ သူက6လကြာစောက်ခဲ့ရပါတယ်6လကြာစူဆောင်းခဲ့ပါတယ်6လကြာစောက်ကြည့်ခဲ့ပါတယ်ထို6လအတွင်းမှာဝလင်းကထိုးနေရမှာတဘောအတိုင်းပေါ်လာတဲ့နဆိုးဆွမ်းအင်းတွေကိုတဲတဆိတ်နဲ့စောက်ပြီးတော့စူဆောင်းခဲ့ပါတယ်ထိုးအချိန်အတော်တွင်နဆိုးဆွမ်းအင်းတွေကသူ့ရဲ့မူလဝိညာဉ်ကိုမထိခိုက်အောင်လို့သတိထားခဲ့ရပါတယ်ယခုချိန်မှာတော့အလုံးကပေါက်ကွက်ထွက်လာပါပြီ နဆိုးမီတော့ကမိုးကောင်းကင်ထဲကိုထိုးတက်သွားပါတယ်။မင်းနဲ့နေတဲ့မီတော့ကမိုးကောင်းကင်ကိုမီးရှို့မဲ့အတိုင်းပဲနဆိုးပုံရိပ်တစ်ခုကပေါ်လာပြီးပြန်ဆုပ်သွားတဲ့နဖျားစိတ်ဝိညာဉ်ကိုစားသုံးမှုအတွက်ကြိုးစားနေပါတယ်။နဖျားစိတ်ဝိညာဉ်ကပြန်ဆုပ်ဖို့အတွက်ကြိုးစားတဲ့အချိန်မှာအစိတ်ပိုင်းတစ်ခုလုံးကစားသုံးခံလည်ရပါတယ်။ထိုးအချိန်မှာဝလင်ကအစ်ဆက်တဲ့မူလစွမ်းရည်တစ်ခုနဆိုးစွမ်းရည်အနေနဲ့တစဉ်သူ့ရဲ့စိတ်ထဲကိုဝင်လာတာကိုခံစားလိုက်ရပါတယ်။နဖျားစိတ်ဝိညာဉ်ကအမြန်ချုပ်သွားပြီးမတိတဲ့နီလန်းတစ်ခုကိုတုံးပြီးနဆိုးမီတော့ကနေလွတ်မြောက်သွားပါတယ်။အဝေးကိုထပ်ပြေးတော့ပါမယ်။ဝလင်ရဲ့မျက်လုံးနေမှာအစ်ဆက်မှုတစ်ချက်ကဖြစ်ပေးသွားပါတယ်။ထိုးအချိန် င်အတွက်သူက6လတီးတီးဆောက်ဆိုင်ခဲ့ရတာပါ။နဖျားစိတ်ဝိညာဉ်ကလွမြောက်သွားတဲ့အချိန်မှာဝလင်ကလက်ကိုဖွင့်ပြီး6လတီးတီးချုပ်တီးထားတဲ့အဟိတန်ကိုထွက်လာပါလေ။ထိုအချိန်မှာပဲသူ့ရဲ့ပုံဝင်ခြင်းဟာနဆိုးဆွမ်းရဲ့အာလုံကယူသွဆွန်နဲ့ပြန့်နှံ့သွားပါလေ။ဝလင်ကရင်းရဲ့နေရာမှာမင်းနဲ့နေတဲ့အမှုများထွက်လာပါလေ။မင်းနဲ့နေတဲ့မြူတွေကအမြဲပဲပြန့်နှံ့သွားပြီးမကြခင်မှာပဲပေးရပေါင်းများစွာဖုံးလန်းသွားပါလေ။ဝလင်ရဲ့ခန္ဓာကိုယ်ကနေမင်းနဲ့နေတဲ့အမှုများထွက်လာပြီးအဝေးကိုပြန့်နှံ့သွားတဲ့အခါသူ့ရဲ့တကယ်ပုံစံကိုပြင်မြင်ရပါပြီ။ဝလင်နဲ့ရင်းနှီးတဲ့သူတွေကယခုသူ့ကိုမြင်အံ့ဩသွားမှာပါ။ဝလင်ရဲ့ဝေစားတွေက အရင်တိုင်းပဲဆိုပေမဲ့သူ့ရဲ့သပင်ရှည်တွေကမှင်ရောင်လိုမင်းနဲ့နေပြီးလေထဲမှာတွင်းတွင်းနဲ့ဖြစ်နေပါတယ်မျက်နှာပေါ်မှာအရိုးတွေပေါ်လာတဲ့အထိချောက်လိုမျိုးနှက်ကြနေပါတယ် အထူးသဖြင့်သူ့ရဲ့မျက်လုံးတွေကမင်းနဲ့နေတဲ့သူကြောတွေနဲ့ကြောက်လူမျိုးပဲနှစ်နေနေပါလေဝလင်ကတမန်ကျင်းတဲ့ပုံစံမျိုးတော့ပဲနဆိုးကျင်းတဲ့ပုံစံဖြစ်နေပါပြီဒါအပြင်ရစက်ချန်ချုပ်တဲ့စိတ်တော်သားတွေကဝလင်ကိုဝင်းရထားကြောင်းသူ့ရဲ့ပုံစံအရင်အားနဲ့အတော်လေးကို꽈ချသွားပါပြီပုံမှန်အားဖြင့်နဆိုးစွန်းရင်ကို6လကြာစူဆောင်းရုံနဲ့ဝလင်ကဒီလိုပြောင်းလဲသွားမှာမဟုတ်ပါဘူးဒါလောက်များတဲ့နဆိုးစွန်းရင်ကိုလည်းစူဆောင်းနိုင်မှာမဟုတ်ပါဘူးထို့ကဲ့သို့အကျိုးတရားမှုကိုရဖို့အတွက်ထိုနေရာမှာဆဲဆူးနေနဲ့ခြီးပြီးတော့ချင့်ကြရမှာပါဝလင်ကဒီလိုလုံနိုင်တာကသူကဖြောင်းမဲ့တဲ့သူတယောက်မဟုတ်လို့ပါသူ့ရဲ့နှစ်ပေါင်းထောင်ကျော် ော်ကြီးညံ့မှုတစ်လျှောက်မှာအစုံနှစ်ဖက်စလုံးမှာသူကရက်တိနိုင်ခဲ့ပါတယ်အထူးသဖြင့်နဆိုးလက်ညိုးကိုအသုံးပြုတဲ့အခါခနာတနဆိုးကျင်းသူဖြစ်သွားခဲ့ပါတယ်အစွမ်းထက်တဲ့ဤပညာတွေကိုအသုံးပြုဖို့အတွက်အဆုံရောက်တဲ့အထိသွားခဲ့ပါတယ်သူရဲ့လက်နှစ်ဖက်ကိုဖျန်းချတဲ့အခါသူ့ရဲ့မျက်လုံးနှစ်ရာနဲ့အစွမ်းထက်တဲ့တစ်ဖက်ချင်တဲ့စိတ်များထွက်လာပြီးနဆိုးစွန်းရင်ကအမြဲပြင်းထန်သွားပါတယ် နဖျားစိတ်ဝိညာဉ်ဟာထပီတော့မဲ့အချိန်မှာပဲဝလင်ကောက်အဟိလိုက်ပါတယ်ထိုအဟိတမတိုင်ခင်မှာပဲအဆုံးမရှိတဲ့နဆိုးဆွမ်းရင်ကရုတ်တရက်ပြိုကွဲသွားပါတယ်လွန်ခဲ့တဲ့6လတုန်းကနဆိုးဆွမ်းရင်လိုပဲပြိုကွဲသွားတဲ့အချိန်မှာအမြဲမဲ့ပြန့်နှံ့သွားပါတယ်ထိုအရာကီလိုမီတာသိန်းပေါင်းများစွာကိုဖုံးလွှမ်းသွားတဲ့အထိအမြန်ဆန်နဲ့ပြန့်နှံ့သွားပါတယ်ထပီနေတဲ့နဖျားစိတ်ဝိညာဉ်ကတော့အထဲမှာဖိမိသွားပါတယ်ဒါနောက်မှဝလင်ကောက်လိုဝတ်တာထိမလွန်တော့သေးပါဘူးထိုအရာဒုတိယအဆင့်သာရှိပါသေးတယ် တတရအစင်းရရှိနေပါသေးတယ်။နဆိုးဆွမ်းရင်ကကီလိုမီတာသိမ်းပေါင်းများစွာကိုပြန့်နှံ့သွားတဲ့အခါဝလင်းကခြေတလန်းလှမ်းလိုက်ပါတယ်။တွင်နဲ့ခြေတစ်ခုကလည်းပေါ်လာပါတယ်။ဝလင်းကမိုးကြိုးတစ်ချက်လိုမြုံနိုင်စရာမြင်နေမြင်လို့နဲ့ရှေ့ကိုတဝင့်သွားပါတယ်။တစ်ချိန်တည်းမှာပဲသူ့ရဲ့မျက်နှာပေါ်ကမင်းနဲ့နေတဲ့သွေးကြောများရွေလျားသွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ထဲကနဆိုးဆွမ်းရင်ကလည်းရွေလျားသွားပါတယ်။သူ့ရဲ့ညာလက်နဲ့လက်တစိတစ်ခုကိုဖဲလိုက်ပြီးနဆိုးလက်ညိုကိုမိုးကောင်းကင်စီကိုထိုးလိုက်ပါတယ်။နဆိုးလက်ညိုရဲ့အဆောင်ကိုအသုံးပြုပြီးကဘာပေါ်ကနဆိုးဆွမ်းရင်ကိုသူကထိန်ချုပ်နေရပါ။ထိုးကြောက်ပျောက်ကွက်မတော့သူနဲ့အတူရွေလျားအောင်လို့လုပ်နေရပါ။ထို ုးချောင်းဝင်လင်းကထိုနဆိုးဆွမ်းရည်အောက်မှာဆက်ပြီးတော့ရှင်းနေနိုင်ပါတယ်။ယခုချိန်မှာဝင်လင်းရဲ့စိတ်ကကြည်လင်နေပါတယ်။ထိုအရာအဆုံးဖြတ်ပေးရမယ့်အချိန်မှာအသက်ရှူတာရဲ့နဆိုးဆွမ်းရည်နေရာပြောက်ကွယ်သွားပါတယ်။နဖျားစိတ်ဝိညာဉ်ရဲ့ရင်းမြစ်ကိုမတွေးရရင်သူ့ရဲ့၆လတာစူးစမ်းအထောက်မှုကအလကားဖြစ်သွားပါလိမ့်မယ်။သူ့ရဲ့မျက်နှာကကြွေတခုလိုအကန့်အသတ်ကိုရောက်နေပြီးအခြားနဖျားစိတ်ဝိညာဉ်ကိုပိတ်ထားတဲ့နေရာစီကိုတိုးဝင်သွားပါတယ်။အပေါ်ကနေကြည့်မယ်ဆိုရင်ထိုထိတ်လန့်ဖွယ်ရာမြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်။ကီလိုမီတာသိမ်းမုံမြောက်စွာကိုဖုံးလွှမ်းထားတဲ့ နဆိုးဆွမ်းရင်ကမျက်စံနဲ့မျက်နှာနဲ့ရွေလျားနေပါတယ်။သူကတဲ့နဆိုးဆွမ်းရင်စဝိုင်းကအမြန်ပြောက်ွက်သွားပါတယ်။နဆိုးဆွမ်းရင်ဒီမှာမဲနဲ့နေတဲ့ပုံရိပ်တစ်ခုကမိုးကြိုးလိုရွေလျားနေပါတယ်။ထို့ပုံရိပ်ရဲ့တကယ်ပုံစံကိုမြင်နိုင်ပါဘူး။သူ့ရဲ့အရေးတွေကိုပဲမြင်ရပါတယ်။ ဝလင်းကထုံမဲနေနေတဲ့တဲကန္နာကနေထွက်သွားပါမယ်ဖျက်တမ်းသွားတဲ့နေရာတိုင်းနဖျားစိတ်ဝိညာဉ်ကအဓိကတော့ချက်ပါဒူဝရင်ဝလင်းကသူ့ရဲ့နဖျားစိတ်ဝိညာဉ်ရဲ့ခြေရာကိုခံလို့မရပါဘူးအခြားနဖျားစိတ်ဝိညာဉ်ကဘာလို့နဆိုးဝိညာဉ်မြေမှာတုတ်ပြုံမပြလဲဆိုတာမသိပေမဲ့ဝလင်းကသူ့ရဲ့နဖျားစိတ်ဝိညာဉ်ကိုအသုံးပြရတဲ့အထိတော့မလိုရဲပါဘူးသူကတီးခန့်ပြီးတော့ဆော့ယုံပဲရှိပါတယ်ဒူဝရင်ဆဲဆူးလေးနဲ့ခြေပြီးဆော့ဖို့အတွက်အချိန်မရှိပါဘူးကြောက်ဤကိုကုညီဖို့တော့မပြောနဲ့စစ်ထူနိုင်ရဲ့အစိတ်ကုံတော့ဖြီးပြီးနိုင်မှာမဟုတ်ပါဘူးလွန်ခဲ့တဲ့6လတုန်းကနဆိုးဆွမ်းရဲ့အနေငယ်ကိုစူးစီးပြီးဖျက်ဆီးလိုက်တဲ့အခါတခုခုကိုသတိထား ောင်းမိလိုက်ပါတယ်။နဆိုးဆွမ်းရင်ကခဏတာပြန့်နှံ့သွားတဲ့အခါဝင်လင်းကသူ့ကိုယ်သူဗလာနယ်တွေကိုရောက်သွားသလိုခန်းစားလိုက်ရပါတယ်။ထိုဗလာနယ်ထဲရထိုနေရာအကြောင်းကိုနားလည်သွားပါတယ်။သူ့ရဲ့နဖျားဆဲဝိညာဉ်ကိုဖျက်ချတဲ့အခါပေတထောင်ကျော်အထိဘာအတားအဆီးမှမရှိပဲပြန့်နှံ့သွားပါတယ်။ထိုတွေ့ရှိမှုကဇွေးစွာဖြစ်နေတဲ့ဝင်လင်းအတွက်တကားကြီးတစ်ခုကိုဖွင့်လိုက်သလိုပဲပုံများတဲ့နဆိုးဆွမ်းရင်ကိုစူးစောင်းဖို့အချိန်တိုတွေးလုံးနိုင်ဖို့နဆိုးလက်ညှိုးကိုအသုံးပြုပြီးနဆိုးဆွမ်းရင်ကိုဆွယူဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။တကယ်အစ်မနဆိုးကျဉ်းသူလို့အမြန်ဆန်နဲ့ဆွယူနေရပါထို့ကြောင့်ပို့ပြီးတော့ဆွမ်းထားတဲ့နဆိုးဆွမ်းရင်ကြီးရရှိလာပေမဲ့ အဖိုးခါကလည်းမြင်မာလာပါတယ်ဝင်လင်းရဲ့ပုံစံကပြောင်းလဲသွားအောင်နေမကပဲသူ့ရဲ့ခန္ဓာကိုယ်ထဲမှာနှဆိုးစိတ်ဆာနာအပါရှိနေပါပြီယခုချိန်မှာအပြေဝါအချိန်နဲ့ရှေ့ကိုတိုးနေပြီးသူ့ရဲ့နဖျားစိတ်ဝိညာဉ်ကကီလိုမီတာသိန်းပေါင်းများစွာအထိပြန့်နှံ့သွားပါတယ်နှဆိုးစွန်းရင်ကပြက်ကွက်သွားတဲ့အမျှအကွာဝေးကမြမြန်ဆန်နဲ့နီးကပ်လာပါတယ်နှဆိုးစွန်းရင်အတွင်ကပြန့်နှံ့နေတဲ့သူ့ရဲ့နဖျားစိတ်ဝိညာဉ်ကတဲခန္ဓာအစီအရာနဲ့ဘာတုတ်ပြတ်မှုမှမရပါဘူးတို့ရရင်သူ့ရဲ့နဖျားစိတ်ဝိညာဉ်က ထိုနဆိုးဆွမ်းရဲ့အပြင်ဘက်ကိုရောက်သွားရတယ်။မိန်းနန်းနေတဲ့တဲခန္ဓာရကတုတ်ပြတ်မှာဝက်လင်းကတိပါတယ်။ပြီးခဲ့တဲ့6လတုန်းကသူ့ရဲ့စံသက်မှုအတွင်းစင်းသက်လာတဲ့မိကုံးအောင်အလင်းကိုဝက်လင်းရဲ့နှလုံးသားထဲမှာမှတ်မိနေသေးပါ။ယခုချိန်မှာသူကမမြန်ဆန်တဲ့ရွှေလျားနေပြီးသူ့ရဲ့နဖျားစိတ်ဝိညာဉ်ဟာပြတ်ဆုတ်သွားတဲ့နဖျားစိတ်ဝိညာဉ်ကိုပိတ်ခတ်ထားပါတယ်။နဆိုးဆွမ်းရဲ့အများကြီးကိုစူးစမ်းထားပေမဲ့မြန်ဆန်နဲ့ပြက်ကွက်သွားနေတော့မှယခုဆိုရင်တော့တဝက်တော်မကြမ်းတော့ပါဘူးဝက်လင်းကတော့တောင်းမြောက်အောင်အကျိတ်ပြီးနှလုံးသားထဲမှာ နည်းနည်းပို့ပြီးတော့မြန်အောင်သူကအော်ဟစ်လိုက်ပါတယ်ထွက်ပြေးနေတဲ့နှစ်ဖျားစိတ်ဝိညာဉ်ဟာယူတီရဲ့ရက်တက်သွားပါတယ်ထမပြေးတော့ပဲမူကုန်းမိထဲကိုတွန်းဝင်သွားပါတယ်ဖြတ်တောက်ခံလိုက်ရပြီဝင်လင်းရဲ့မျက်လုံးတွေကလင်းလက်သွားပါတယ်တဖက်လူကဒီလိုလုံးမဲ့ဆိုတာသူကချူတင်မျောလင့်မိသားပါနှစ်ဖျားစိတ်ဝိညာဉ်ရဲ့အစိတ်ပိုင်းတစ်ခုကိုဖြတ်တောက်ပြီးသူ့ရဲ့တင်နေအောင်ရှာမတွေ့အောင်လို့လှုပ်လိုက်တာပါနှစ်ဖျားစိတ်ဝိညာဉ်ဟာဖြတ်တောက်ခံလိုက်ရတဲ့အချိန်မှာဝင်လင်းကသွေးတွေအများကြီးထွက်လာပါတယ်သွေးတွေကလင်းလက်စွာနဲ့တောက်ပါနေပြီးဝင်လင်းကအထဲကိုခုံဝင်သွားကရှေ့ကိုလစ်ခနဲ့ပြတ်တန်းသွားပါတယ်သွေးလုံးမြောက်ချင်း ွေးလွမြောက်ခြင်းအားသူကိုယ်သူဒဏ်ရောင်းလို့ပြီးအလုံးမြန်တဲ့အချိန်တိုးလောက်အောင်လို့လုပ်တာပါလွန်ခဲ့တဲ့6လတုန်းကလေးစင်းနှမောင်းလှိုင်းကိုဒီလိုနှီးမျိုးမတုံးခဲ့တာလေးစင်းနှမောင်းလှိုင်းကမိကုန်းရောအဝေးကိုအစမပြတ်ဆုပ်ယူပြီးအမြန်တိုးလာနေလို့ပါသွေးလွမြောက်ခြင်းအားအချိန်တိုးတွင်းမှာအချိန်ကိုတိုးလာစေပေမဲ့နောက်ဆုံးမှာတော့လွမြောက်နိုင်မှာမဟုတ်ပါဘူးသွေးလင်းတန်းကလစ်ခနဲ့ပြန်သန်းသွားပြီးဝင်လင်းရဲ့အမြန်နှုန်းကအများကြီးတိုးလာပါတယ်ဖျက်တောက်ခံလိုက်ရတဲ့နဖျားစိတ်ဝိညာဉ်ကိုဂယူမဆိုင်ပဲနဖျားစိတ်ဝိညာဉ်ကလာတဲ့နေရာကိုပဲဆက်ပြီးတော့တိုးသွားပါတယ်ကြံနေတဲ့နဆိုးဆွန်းရဲ့အနေငယ်ကိုအသုံးပြုပြီးတော့ပြစ်ထွက်သွားပါတယ်ဖျက်တောက်ခံလိုက်ရတဲ့နဖျားစိတ်ဝိညာဉ်ကတော့ ကိုလိုက်နေရပါအဝေးမှဝင်လင်းရဲ့မြင်ကွင်းထဲမှာပုံဝင်ကြီးတစ်ခုကပေါ်လာပါတယ်ဝင်လင်းရဲ့မျက်လုံးထဲမှာအရေးတစ်ခုကပို့ပြီးပို့ပြီးကြီးလာပြီးပုံတဏ္ဍတစ်ခုကပေါ်လာပါတယ်ဝင်လင်းရဲ့မျက်ဝန်းတွေကကျင်းသွားပါတယ်ထိုအရေးကိုသူကရင်းနှီးပါတယ်အရင်ဦးမှရင်းနှီးပါတယ်လူသူကင်းမဲ့တဲ့အလဲရောက်တဲကန်နာထဲမှာရင်းနေတဲ့အလဲရောက်မျိုးစင်တာဝါတစ်ခုဖြစ်ပါတယ်အဝေးကနေခန်းစားနိုင်လောက်နဆိုးဆွမ်းရင်းတွေအပြာရှိနေပါတယ်ဝင်လင်းကထိုကဲ့သို့အလဲရောက်မျိုးစင်မျိုးကိုတစ်ခါမြင်မှုပါတယ် ကောင်းကင်နဲ့ဆိုးနိုင်ငံမှာအစ္စရဲနှာခေါင်းရှုပ်တံတစ်ခုကြောင့်ဝလင်ရဲ့ခန္ဓာတစ်ခုလုံးကပြုတ်ကွဲလူဒီပါဖြစ်ခဲ့ရပါတယ်။နှာဆိုးဝင်းညင်ပြီးမှရှိတဲ့မျောစင်ကနေဤပညာတွေကိုသူကမလွတ်မြောက်နိုင်ပါဘူး။ကောင်းကင်တကြွချင်အတီးရဲ့ပုံစံတူကြောက်တာမဟုတ်ဘူးဆိုရင်ပြန်ကျင်းနှာဆိုးရဲ့မျောစင်ကနေသူကဘယ်လိုလုပ်ပြီးတော့လွတ်သွားနိုင်ပါလဲ။ပြန်ကျင်းနှာဆိုးအဲ့တုန်းကဘီလိုကရှေးအောင်နှာဆိုးတွေရဲ့အောက်မှာပြန်ကျင်းနှာဆိုးကကိုယောက်ရှိတယ်လို့ပြောခဲ့တယ်။နှာဆိုးဝင်းညင်ပြီးမှတယောက်တည်းဟုသာတွေ့ခဲ့ရတယ်။ ဒီမှာပြန်ချင်းနဆိုးမျောစင်ကိုထပ်ပြီးတော့တွေးရမယ်လို့မထင်တာဘူးဝန်လင်းရဲ့မျက်လုံးကြီးကတော့ပလာပြီးရက်သွားပါတယ်သူ့ရဲ့မျက်နှာကလည်းအနေငယ်နီးရက်သွားပါတယ်ထိုရာတွေးလို့မျောချင်းကိုတုံးလို့နောက်ဆက်တွဲဖြစ်ရပါဒီထဲမှာကြံနေတဲ့နဆိုးဆွမ်းရင်ကလည်းပြောက်ွက်သွားပါတယ်ဒီမှာပြန်ချင်းနဆိုးမျောစင်ကရှိနေတယ်ရှီယောင်းနဆိုးဘေလိုကလည်းလာချင်းနေတယ်ပန်းပွင့်ကောင်းကင်ဘုံသားကောင်းကင်ဘုံနယ်ပယ်ကပြုတ်ခွဲပြီးရတော့ကောင်းကင်ဧကရေချင်းနေရာပြင်းထန်စွာနဲ့ဒဏ်ရာသွားရလို့ပြောတယ်။ပြီးတော့သူကပြင်ပလူနေအောင်နဲ့ပတ်သက်မိပြီး ဒီနေရာမှာတကားပိတ်ကျဉ်ံမှုအတွက်ဖြစ်လာခဲ့ရတယ်။အဲ့ဒီပင်ပလူနှစ်ယောက်ကရှေးဟောင်းနှဆိုးဘီလုံနဲ့ရှေးဟောင်းနှဆိုးတယောက်ဖြစ်ရမယ်။ဝလင်းကအနေအောင်မျောစင်ကိုမြင်လိုက်ရတဲ့အချိန်မှာမိုးကြိုးတွေကဖြစ်ပြီးသွားသလိုသူ့ရဲ့စိတ်ကလင်းလက်သွားပြီးသဘောပေါက်သွားပါတယ်။အတွေ့အမြင်ကသူ့ရဲ့ခေါင်းထဲမှာပေါ်လာပါတယ်။ဝလင်းရဲ့မျက်လုံးတွေကတောက်ပလာပြီးအချိန်မျိုးနားလိုက်သွားတဲ့ပုံရပါတယ်။ရှေးဟောင်းနှဆိုးဘီလုံကိုအပိုင်းကိုပိုင်းခွဲပြီးနှဆိုးဝင်းညင်ပြီးထဲမှာတစိမ့်ခတ်လာခဲ့တယ်။နှစ်ပေါင်းများစွာကြာပြီးရဲ့နောက်မူလာကကောင်းကင်ပုံဖြစ်ရာကနေနှဆိုးဝင်းညင်ပြီးဖြစ်သွားတာ။ ရှီအောင်နှဆိုးဖေလိုဘသူကစိတ်ခက်ခဲတာလေဘာလို့နဆိုးဝင်းညင်ပြီးမှရှီအောင်နှဆိုးတွေမရှိပဲပြန်ချင်းနှဆိုးတွေရတာရှိရလဲရှီအောင်နှဆိုးကဘာမှလဲဒီခွဲချမ်းစိတ်ဖြာချက်အရာအဲ့ဒီရှီအောင်နှဆိုးကကောင်းကင်ဧကရေချင်းလေးရှိတဲ့ပစ္စမနိုင်ကူမှာရှိရမယ်ဝလင်ကရုတ်တရက်သောပေါက်သွားပါရင် သူကထိုးရောက်အတော်ကြာတန်တရားဝင်နေခဲ့တာဖြစ်ပြီးပြန်ချင်းနှဆိုးမြောက်စင်ကိုမြင်တဲ့အခါစတင်ပြီးတော့တွေးတော့လာပါတယ်ပြန်ချင်းနေရဲ့နှဆိုးငါရဲ့လက်ရှိကြီးညံမှုအစင်းနဲ့ပြန်ချင်းနှဆိုးကိုတတ်ခိုင်းနိုင်မလားဆိုတာမသိဘူး သူရဲ့ခန္ဓာကိုယ်ထဲကမူလဆိုင်ကရွှေလျားပြီးသွေးလွမြောက်ချင်းကြောင်ဖြစ်လာတဲ့ထိုင်ရတွေကိုနှိမ်နှင်းလိုက်ပါတယ်။သူရဲ့မျက်နှာပေါ်မှာရင်လုံမှုတွေကပေါ်လာပါတယ်။၆လကြာဆောင်းဆိုင်ခြင်းနဲ့နဆိုးဆွင်းရဲ့အချိုးတရမှုကြောင့်သူ့မှာတဖက်ချင်တဲ့စိတ်များပြင်းထန်နေပါတယ်။အထူးသဖြင့်သူ့ရဲ့ပုံမှန်တရံကြမ်းတမ်းနေတဲ့အချိန်မှာပါ။ ဝလင်းကမျောစင်စီကိုလှမ်းသွားပါတယ်အနေရောက်မျောစင်ကအဝေးကြီးမှမရှိပေမဲ့အနေရောက်တဲခန္ဓာအထဲမှာအကောက်ဝေးတစ်ခုကတော့ရှိနေပါသေးတယ်သူကရင်ဝလင်းတွဲတော့ဘာမှမဟုတ်ပါဘူးသူကအမြန်ပဲကွာဟာချက်ကိုပိတ်လိုက်ပါတယ်သူကရင်သူကရှေ့ကိုတူးလာတဲ့အခါအနေရောက်မျောစင်ရဲ့ရှေ့ကမိပင်ကတုန်လှုပ်သွားပါတယ်မိမတွန်းနိုင်နဲ့မဲနဲ့နေတဲ့တဲမုံတွေကစုပြုံပြီးတဲနဲ့လှုပ်ထားတဲ့လူတွေအများကြီးကဖြစ်လာပါတယ်သူတို့အလုံးကရှေ့အောင်ဥစားများကိုဝစ်ဆင်လာပြီးနဆိုးဆွင်းတွေနဲ့ပြင်းနေနေပါတယ်သူတို့ရဲ့နဆိုးဆွင်းတွေကလေထဲမှာပေါက်ဆက်ပြီးထူးဆန်းတဲ့ပုံတံတန်တစ်ခုဖြစ်လာပါတယ်ထိုးရအဖိုးတရားဝဲပုံတံတန် မှာသူ့ရဲ့မျက်လုံးတွေကဝလင်းကိုစိုက်ကြည့်ပြီးတောက်ပနေပါတယ်ပြီးတော့သူ့ကိုလည်းညှိုးနှက်ထိုးလိုက်ပါတယ်တဲလူအနေငယ်ကလည်းအော်ဟစ်ပြီးဝလင်းစီကိုပြင်းဝင်လာပါတယ်နီးပညာရောင်ကြီးတွေကကောင်းကင်ကိုပြင်းနှက်နေပြီးရောင်စုံနီးပညာတွေကတောက်ပပြီးဝလင်းစီကိုနီးကလာပါတယ်ဝလင်းကမျက်နှာပေါ်ကကြံတန်းမှုကို၆လကြာထိန်းချုပ်ထားပြီးရဲ့နောက်ပောက်ကွက်ထလာပါတယ်သူကတွေ့ဝင်နေခြင်းမရှိဘဲတဲလူတရားဝဲရှိမှပေါ်လာပြီးသူ့ရဲ့ညာလက်ညှိုးနဲ့တဲလူရဲ့မျက်ခုံးတစ်ခုကြားကိုတက်တက်နှိပ်လိုက်ပါတယ်ဒိုင်းကနေအတန်နဲ့အတူတဲလူကတုံခွာပြီးတဲအစုပုံဖြစ်သွားပါတယ်အယုတ်တသက်လူနဲ့ငေါ့ကိုတားချင်နေရလား ဝလီရဲ့ခဏကိုကလှုပ်ရှားပြီးနောက်ထပ်ရုပ်တရွေးဝဲဘီမှာချက်ချင်းပဲပေါ်လာပါတယ်။သူ့ရဲ့လက်ထောင်းလေးပေါ်မှာဤပညာတစ်ခုကပေါ်လာပြီးအယုဒ္ဓိကိုဖျက်လိုက်တာနဲ့အယုဒ္ဓကပြုတ်ကွဲသွားပါတယ်။ထိုအချိန်မှာအယုဒ္ဓစင်ပေါင်းများစွာရဲ့ဤပညာတွေကပုံစံအမျိုးမျိုးနဲ့ဝလင်းစီကိုချင်းကပ်လာပါတယ်။သူတို့ကနီးကပ်လာတဲ့အခါဝလင်းရဲ့မျက်လုံးတွေမှာအပြောင်းအလဲနေရဖြစ်ပြေးသွားပါတယ်။အပြောင်းအလဲတိုင်းရလေပေါ်လာပြီးပုံဝင်ချင်းကိုဖျက်ဆန်းသွားပါတယ်။ဤပညာတွေကတိုင်မိတဲ့အခါမြေကြီးကိုတုံခါစေတဲ့ပောက်ကွဲတံများကလည်းထွက်ပေါ်လာပါတယ်။ဤပညာအလုံးကဝလင်းရဲ့ရှေ့ဆဲပေကွာမှာရစ်တန့်ပြီးတခုမှသူ့စီကိုဆဲပေအတွင်းမြောင်းနိုင်ခဲ့ပါဘူး။ဝလင်းက ိုးကျိုးလို့အမြင်ရွှေလျားပြီးသူဖြတ်သွားတဲ့တဲရုပ်တစ်ခုချင်းစီကိုညာလန်းနဲ့လူညှို့ထုတ်လိုက်ပါတယ်ဝလင်ကရွှေလျားနေတဲ့အခါပောက်ကွဲတန်နေရမင်းမနာပါပဲပောက်ကွဲတန်တိုင်းကရုတ်တရုတ်ပြုတ်ကွဲသွားတာကိုဆိုလိုပါတယ်ဝလင်ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားပြီးနောက်ဆုံးတဲလူရဲ့အနောက်မှာပေါ်လာတဲ့အခါသူ့ရဲ့မျက်နှာရန်လိုမှုကပိုပြီးတော့ပြင်းထန်လာပါတယ်သူ့ရဲ့လက်ကရုတ်ရဲ့ခေါင်းကိုဆုပ်ကိုင်ပြီးရက်စွာနဲ့ညှစ်လိုက်ပါတယ်ထိမ့်လန့်စရာကောင်းတဲ့အတန်တစ်ခုကပိတ်တင်ထပ်ပြီးရန်တော့သူကလေတွေကိုပြန်တက်သွားပါတယ်သူကရင်ပင်နီယာကန့်သက်ချက်ကိုတော့မကြုံလုံးပါဘူးလေးစင့်ခေါ်ခြင်း ဝလင်းကပြန်တက်သွားတဲ့အချိန်မှာသူ့ရဲ့ညာလက်ကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးရုပ်ဝါနေထွက်လာတဲ့နဆိုးဆွမ်းရည်နဲ့ဖက်စီးထားတဲ့အဖိုးကြီးကိုလူညိုနဲ့ထိုးလိုက်ပါတယ်။အဖိုးကြီးရဲ့မျက်နှာမှာလည်းထိတ်လန့်မှုများပြင်းထန်နေပါတယ်။အခုနောက်ဖြစ်ပျက်သွားတာတွေကအရန်ဥမမျက်လုံးပါတယ်။သူကဘာမှမတုတ်ပြက်နိုင်ချင်မှာပဲအလုံးကပြီးဆုံးသွားပါပြီ။သူ့အမြင်မှာသူ့ရှိကကျန်တဲ့လူငယ်ဟာသူ့ထနောက်ပို့ပြီးတော့နဆိုးဆန့်ပါသေးတယ်။နဆိုးဆွမ်းရည်ကို၆လလောက်ဆုပ်ယူပြီးရင်တော့ဝလင်းကနဆိုးဘက်ခြံအနေလွမြောက်လာတာကိုသူကမသိပါဘူး။လေးစင်းခော့ခြင်းလို့ပြောပြီးရင်တော့မင်းနဲ့တဲ့လေများပေါ်လာပြီးဟိန်ဟောင်းနေတဲ့အနေအောင်ငကားလေးကောင်ကဖြစ်လာပါတယ်။ဒိုးရ င်အနေရောက်ငကားလေးကောင်မှာထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုဟာဖြစ်လာပါတယ်။အနေရောက်ငကားလေးကောင်ရဲ့ဥကောင်းလေးပေါ်မှာရှည်လျားတဲ့ဥထုတစ်ထောင်စီရာရှိပါတယ်။သူတို့ရဲ့အံသွားတွေကလည်းပိုရှိလာပါတယ်။ထိုခြုံထက်တဲ့သွားတွေကိုကြည့်ုံနဲ့ဥရပြာထုံကျင်လာစေနိုင်ပါတယ်။ထိုရာဘလို့လို့ပြီးတော့ကောင်းကင်ငကားလေးဖြစ်မှလဲ တို့ကရှင်းရှင်းလင်းလင်းနဆိုးနှကားတွေပါပေါ်လာတဲ့နဆိုးနှကားလေးကောင်ကအစ္စရဲလေတွေကိုမှုတ်ထုတ်ပါဦးထိုအစားတို့ကရှူသွင်းလိုက်ပြီးပုံဝင်ချင်းရမင်းနဲ့တဲ့လေတွေကိုဝါမြူလိုက်ပါတယ်တို့ကမင်းနဲ့နေတဲ့လေတွေကိုဝါမြူလိုက်တဲ့အခါတို့ရဲ့ခန္ဓာကိုယ်ကနေပက်ကွဲတန်နေရထွက်လာပါတယ်နဆိုးနှကားလေးကောင်ရဲ့ခန္ဓာကိုယ်တွေပေါ်မှာမင်းနဲ့နေတဲ့တန်ချက်ကတခုကပေါ်လာပါတယ်ထိုတန်ချက်ကမပြည့်စုံပါဘူးအစိပ်ပိုင်းတစ်ခုသာပေါ်လာပါတယ်တို့ဘာတွေကြံတန်းတဲ့ပုံမှန်တန်ရရှိတဲ့တန်ချက်ကနေခြုံထန်းနေတဲ့ဆူးတွေကနဆိုးနှကားလေးကိုပို့ပြီးတော့မကောင်းဆိုးဝါးဆန်တဲ့ပုံပေါက်စီပါတယ်အဖိုးတို့တယောက်တည်းမဟုတ်ပဲဝန်လင်းရအောင်လန့်သွားပါတယ်တို့ဘာတွေ ရင်ထိုးရအောင်တိပို့တဲ့အချိန်မရှိပါဘူး။သူ့ရဲ့ခေါင်းထဲမှာစကားတခုံးအားသာပိတ်တင်ထန်းနေပါလေ။ဒါကဘလို့ကောင်းကင်နီးပညာမျိုးလဲ။ရှင်းရှင်းလင်းလင်းကိုဒါကနဆိုးနီးပညာပဲ။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်။